နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့အတူဥရောပအာရှထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့ပြီးဒီကနေ့မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရဲထွတ်ဟာမြန်မာဂျာနယ်လစ်ကွန်ရဲ့အလုံအမှုဆောင်တွေနဲ့ဒီကနေ့တီးတန့်တွေ့ဆုံခဲ့သလိုသတင်းမီဒီယာသမားတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။လက်ရှိချိန်မှာသတင်းမီဒီယာသမားတွေဥပဒေကြောင်းအရတရားစွဲဆိုခံရတာတွေကို ညှိနှိုင်းအပြေရှာသွားဖို့အပြင်အစိုးရဝန်ကြီးဌာနမှတရင်ရယူမှုခက်ခဲနေတာတွေကိုတရားရေးဝန်ကြီးဌာနကနေကိုညီဆောင်ရက်ပေးသွားဖို့တရားရေးဝန်ကြီးဦးရဲထွန်းနဲ့မြန်မာ journalist ကွန်ရဲ့အလုပ်မှုဆောင်တွေတီးတန့်တွေ့ဆုံပြီးမှသဘောတူညီမှုရရှိခဲ့ပါတယ်။ဝန်ကြီးဦးရဲထွန်းနဲ့မြန်မာ journalist ကွန်ရဲ့အဖွဲ့ကအလုပ်မှုဆောင်တွေဟာပြီးခဲ့တဲ့ရက်ပိုင်းက ဘိုင်းမွန်းတဲ့နေချာနေကအမှုဆောင်အရာရှိချုပ်နဲ့သတင်းတော်၄ဦးကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှန်905ခါကွေးနဲ့ထောင်နဲ့နှစ်နှစ်စီပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီးဒီကနေ့အဓိကဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။တရားရုံးကိစ္စတွေပြီးတဲ့အခါမှာတော့ဒါသမရမှာဒီကိစ္စတွေကိုတော့စဉ်းစားပြီးနိုင်တဲ့အခွင့်အာဏာရှိတာပေါ့နော်။ဒါကိုကျွန်တော်တို့ကဒီသတင်းစကားကိုတော့ကျွန်တော်သမရကြီးကိုကျွန်တော်ရှင်းပြအောင်။သမရကြီးကလည်းဒီ အာဒီဘိုင်မွန်တန်ဒီမှုကျွန်တော်ပြပါခီးစင်မာနေကကျွန်တော်တရားစီရင်ကိစ္စကိုသတင်းပို့တော့သူလည်းမေးပါလေဒီအမှုကဘယ်လိုဖြစ်လဲကျင်းဝတ်တွေကဘယ်လိုရှိသလဲဓာတ်မိုးတွေကိုကျွန်တော်စူးစိဖြစ်တာလည်းရှိပါတယ်မြန်မာဂျာနယ်လစ်ကွန်ရဲ့အဖွဲ့နဲ့တွေ့ဆုံအပြီးကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြန်ချရေးဝန်ကြီးဦးရထွက်ကသတင်းမီဒီယာသမားတွေရဲ့မေးခွန်းတွေကိုလည်းဖြေကြားပေးခဲ့ပါတယ်နိုင်ငံတော်သမ္မတဦးသိန်းစိန်ကအီတလီနိုင်ငံမီလန်မြို့မှာကျင်းပခဲ့တဲ့ စေစိမ်မြောက်ဥရောပအာရှထိပ်သီးဆွေးနွေးပွဲမှာဥရောပသမဂ္ဂ EU အဖွဲ့ကြီးကကုလသမဂ္ဂမှာနှစ်စဉ်တင်သွင်းနေတဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာကိုဒီနှစ်မှာမတင်သွင်းဖို့အတွက် တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး RFA သတင်းဌာနကပြန်ကြားရေးပြည်ထောင်စုဝန်ကြီးဦးရထွက်ကိုမေးမြန်းခဲ့ပါတယ်ကျွန်တော်တို့မဖြစ်မနေနိုင်ငံအလုံးနဲ့အထူးသုံးသက်တဲ့ဟိုရန်တရားတစ်ခုလည်းရှိနေတယ် နောက်တော့အထူးကုသလေလည်းရှိတယ်ဒီကြားထဲမှာကျွန်တော်တို့ကကော်မရှင်နာဘင်းကြီးရုံးနဲ့လည်းဆက်ပြီးလုပ်ပြီးတော့နောက်ထပ်တစ်ချိန်မှာဟလာအနာကမှာရုပ်ဖွင့်တဲ့အထိလုပ်မယ်ဆိုတဲ့အချိန်မှာဒီသုံးခုလုံးဆက်ထားနေရင်ကျွန်တော်တို့ကမတိုးတက်လို့သုံးခုလုံးထားရဆိုတဲ့အိဗယ်ရောက်နေမြန်မာနိုင်ငံသိခါကြတယ်အဲ့တော့ဒါဒီဘက်မှာရုံးဖွင့်ဖို့အတွက်ဆက်ပြီးဆွေးနွေးနေပြီဆိုတော့ကျွန်တော်တို့ဟိုဘက်ကအဟောင်းတစ်ခုသူကစရေဖြုတ်လိုက်ပေါ့ဗျာဟိုဘက်ကတော့ပုံမှန်သုံးသက်တာ၄နှစ်တကြိမ်ရှိတယ်မဖြစ်မနေသုံးသက်မှာအဲ့တော့ဒီနှစ်ခုနဲ့မလုံလောက်ဘူးလားကျွန်တော်တို့မှတကယ်ကြောက်တိုးတက်မှုလည်းအများကြီးရှိတယ် ်ပြဿနာတော့ရှိမှာပဲလူခွင့်ပြဿနာတော့အမေရိကန်မှာလည်းခုရက်ဒီဟိုတနေ့ကဘယ်သွားကူဆန်မှာရဲကဘလို့လုတ်တယ်ညာဆိုငင်းမွားမှုဆိုပြဿနာတော့ရှိနေမှာတော်တော်ကျွန်တော်ကကောင်းမွန်တဲ့ဘက်ကိုရွေလျားနေပြီဆိုလို့ရှိရင်ဒါကိုအတိအမှတ်ပြုတဲ့အနေနဲ့ခင်ဗျားတို့ဟိုတစ်ခုတော့ဖြုတ်ပါနောက်တစ်ခုက EU ကနေတော့တင်တင်နေတဲ့နှစ်စဉ်90ခုပြည်လို့နှစ်တင်တင်တဲ့အစီအခံသာလည်းမလိုတော့ဘူးဒီနှစ်ခုကိုကျွန်တော်ကတောင်းဆိုခဲ့တာဆိုတော့သတင်းမီဒီယာသမားတွေရဲ့အခွင့်အရေးတွေသတင်းနောက်တွေကိုဖန်ဆီးထောင်ချနေရတာတွေနဲ့ပတ်သက်ပြီး ဝင်ကြီးဦးရထွန်းနဲ့ဆွေးနွေးတဲ့နေရာမှာအပြန်လန်းငင်းခုန်ရတာတွေရှိခဲ့တဲ့အတွက်မျော်မှန်းထားသလောက်အောင်မြင်မှုမရှိခဲ့ဘူးလို့မြန်မာ Channelist ကွန်ရဲ့အမှုဆောင်7နှစ်နှစ်စဉ်ထုတ်သတင်းစာသတင်းထောက်ချုပ်ကိုအောင်သူရကဆွေးနွေးပွဲအပြီးမှာ RFA ကိုပြောပါတယ်ကျွန်တော်တို့ကဒီ right ကိစ္စတွေဟိုတရင်တော့တည်းဒီကဖနေထောင်ချမှုတွေကိစ္စနဲ့ပြောတဲ့အခါမှာတော့ပြန်လာညင်ရခုံရတာတွေရှိသေးတော့လေ ပြန်လဲညခွန်ရရှိသေးတဲ့ခါကျတော့ကျွန်တော်ထင်တော့တော့မဖြစ်ဘူးပေါ့သူတို့ဘက်ကလည်း resist ခုခံပြောဆိုတဲ့အပိုင်းတွေကလည်းရှိနေသေးတာ။ပြန်ကြားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးရထွတ်ဟာမြမဂျာနယ်လစ်ကွန်ရဲ့အဖွဲ့အပါအဝင်သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့လာဆင်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်ခင်ဗျာ။